ခဲတိုင်းရယ်အမေရိကန်ဒေါ်လာညနေခင်းမာဗီယာဒေါ်လာပြည်သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့အဲ့ဒီဗီဒီယိုလေးနဲ့ပဲဒီသားတော်နှုတ်ဆက်လိုက်ပါဆရာအပြောချင်တာလဲဆိုတော့ရှေဘူမြကြီးနားလမ်းပေါ်မှာရှိတဲ့ကမ်ဘလူမြို့မြို့ကစပယ်နတာစစ်စစ်ကိမ့်ပါတဲ့ဖန်စီထားတဲ့လူငယ်တွေ ထဲကမှာလူငယ်၁၀ဦးอ่ะအဲ့ဒီစပယ်နာသာစစ်စစ်တီကေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ပြီးပပြေးလွတ်မြောက်လာတယ်တို့ထပ်ပြီးလွတ်မြောက်လာပြီးတော့တော်လိုင်းရေးပတ်ကရောက်ရှိသွားတယ်အဲ့မှာလက်နက်တွေပါလာတယ်เนาะဆိုတော့အဲ့ဒီလူငယ်တွေကကမ်းဘူးလူတွေပတ်ဝန်းကျင်ရလူတွေဖြစ်တယ်အဲ့ဒီစပယ်နာသာစစ်တီကေက ွားမယ်ဆိုလို့ရှိရင်တော့စုံထမ်းအတွက်เนาะဒီစုံထမ်းအတွက်မတရားဖန်ဆီးထားတဲ့လူငယ်လေးတွေဆိုတော့ဒီနေရာမှာပါရှိရဆိုတာသိပြီဆိုတော့လေအသွားလာစင်ကြင်မှုကောင်းတော့เนาะဆိုတော့ဒေါ်လာရေးတပ်ဖွဲ့တွေအနေနဲ့လည်းဒီစပယ်နတ်သားစစ်စေးရေးကိတ်ကိုအမြန်ဆုံးရှင်းလင်းနိုင်ပါစေလို့ဆန္ဒပြုနေတဲ့နောက်ပြီးတော့ဆက်ဆုံးပါ